အားလုံးဝမင်းလာပါသရန်ဗီရှိုးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒါကျွန်တော်လည်းပါဘူးအတင်းကတော့ဒါဘော်ဘူးနေမှာကစားမယ်ချန်ပီယံလေးပွဲစဉ်အတွက်ကိုဒါခုနတုန်းကတော့ဒါသတင်းစာရှင်းလင်းပွဲလုတ်သွားခဲ့တယ်ဗောလေ။အဲဒီသတင်းစာရှင်းလင်းပွဲမှာဒါကျွန်တော်တို့ရဲ့နေပြဖြစ်သူအာနယ်စလော့ကရောပြီးလို့ရှိရင်ဒါအသင်းကောင်းဆောင်ဖြစ်တဲ့ဖာဂေဗန်နက်ကရောဒါပွဲနဲ့ပတ်သက်ပြီးတော့လည်းအများကြီးပြောသွားတယ်ပြီးလို့ရှိရင်လည်းဒါကစားသမားတစ်ဖြစ်တဲ့ဒါဇနာအီဆက်နဲ့ပတ်သက်ပြီးတော့လည်းသူတို့အနေနဲ့ကပြောသွားတာလည်းရှိတယ်ဗောလေ။ မြန်မာဘာတွေပြောသွားလဲဆိုတော့သူတို့ပထမဦးဆုံးပြောသွားတာကဒါဘာဂေဗန်နိုက်ကတော့အရင်ဆုံးသတင်းစာရှင်းလင်းပွဲမှာပြောတာဗောလေဘာဂေဗန်နိုက်ပြောသွားတဲ့အရာတွေကတော့သူအီဆက်နဲ့ပတ်သက်ပြီးတော့လေလူမျိုးနဲ့အီဆက်ရဲ့ဒါလက်ရှိအခြေအနေတွေကိုသဘောကျတဲ့ဆိုတဲ့အကြောင်းတွေဗောလေဒါအများကြီးပြောသွားတယ်ပြီးလို့ရှိရင်လည်းပြိုင်ဘက်အဓိကကတော့ဒါလက်ရှိပွဲကစားရမယ့်ပြိုင်ဘက်ဖြစ်တဲ့တီကိုနဲ့ပွဲစဉ်ဗောလေတီကိုအပေါ်ဘလို့မြင်တယ်လဲလို့ဒါမေးလိုက်တယ်အဲအဲ့ဒီဘက်ကိုတီကိုကအသင်ကောင်တသင်းဖြစ်တယ်ဗောလေလက်ရှိမှာလေဟူလီယန်အေဗာရက်ကဒါဒဏ်ရာကြောင့်မပါဝင်တာဖြစ်တဲ့အတွက် စိတ်မကောင်းဘူးပေါ့လေဘာလို့လဲဆိုတော့ဒီကစားသမားကတကယ်အရေးသေးရှိတဲ့ပလေယာဖြစ်တယ်ဒီကစားသမားကလက်ရှိအချိန်ထိချန်ပီယံလိဖွင့်ပွဲမှာလွဲခဲ့ရလွဲချော်ခဲ့ရတဲ့အတွက်လည်းဒီကစားသမားအတွက်တော့စိတ်မကောင်းဖြစ်ရတယ်ပေါ့လေဒါမှမဟုတ်လည်းအဲ့ဒီပွဲစဉ်ကကျွန်တော်တို့တေချာပေါက်နိုင်ရလက်တစ်ခုကိုရအောင်ကြိုးစားမယ်ဆိုတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဆိုပြီးသူပြောသွားတယ်အဲပြီးလို့ရှိရင်လည်းဒါအာနက်စလော့ကဘာရေးဆက်ပြောလဲဆိုတော့အာနက်စလော့ကလည်းအရင်အူဆုံးပေါ့လေဒါသူ့အနေနဲ့ကအက်တလက်တီကိုမက်ဒရစ်အသင်းကအရင်အရန်ကောင်းခဲ့တဲ့အရန်ကောင်းနေတယ်ဆိုတဲ့အသင်းပေါ့လေအရန်ကောင်းနေဆိုတဲ့အသင်း အရန်ကောင်းတယ်ဆိုတဲ့အကြောင်းကိုပြောသွားတယ်ပြီးလို့ရှိရင်လည်းဒါအက်တလက်တီကိုမက်ဒရစ်အသင်းကဒါဒီဂိုစီမျူနီလည်းရဲ့လက်အောက်မှာတစ်ဖက်ကပြိုင်ဘက်တွေဖြစ်တဲ့ဒါဘာစလိုနာတို့ရီယယ်တို့အသင်းတွေရှိနေတာတောင်မှပဲဒီနီးပြရဲ့လက်အောက်မှာဒါချန်ပီယံဆုကိုနှစ်ကြိမ်တိုင်တိုင်ရခဲ့တဲ့အသင်းပေါ့လေပြီးရင်လည်းချန်ပီယံလိဖိုင်နယ်ကိုနှစ်ကြိမ်တိုင်တိုင်ရောက်ခဲ့တဲ့အသင်းဖြစ်တဲ့အတွက်တကယ်ကိုအသင်းကောင်းတစ်သင်းဆိုဖြစ်တဲ့ဆိုတဲ့အကြောင်းရဲ့အဲပြီးလို့ရှိရင်လည်းလက်ရှိမှာဆိုရင်လည်းဒါသူတို့ အသင်းကတကယ်ကို ဒါဘယ်လိုများလာလီကာမှာဖောင်ပြနေတယ်ဆိုပေမဲ့လည်းသူတို့ပြီးခဲ့တဲ့ပွဲစဉ်မှာလည်းအကောင်းဆုံးကစားခဲ့ဆိုတဲ့အကြောင်းတွေကိုသူပြောသွားတယ်။အဲအဲ့ဒီပြင်ကမှသူဖီနုမာဒါနီးပြလုတ်ခဲ့စဉ်ကပေါ့လေအက်တလတီကိုမက်ဒရစ်အသင်းကိုသူရင်ဆိုင်ခဲ့ရပြီးတော့အဲ့ဒီပွဲစဉ်မှာသူ့အနေနဲ့က၃ဂိုး၃ဂိုးဆိုတဲ့ရလဒ်နဲ့ရှုံးနိမ်သွားခဲ့တယ်ပေါ့လေအဲ့ဒီပွဲရှုံးနိမ်ပြီးတော့သူအိမ်အပြန်မှာအိမ်မပြောဘူးဆိုတဲ့အကြောင်းရယ်ပြီးလို့ရှိရင်အဲ့ဒီပွဲစဉ်မှာဒါဘယ်လိုလဲအန်တိုနီယိုခရစ်မန်ကအရန်ကောင်းခဲ့ရဆိုတဲ့အကြောင်းကိုသူပြောသွားတယ် ူပြီးလို့ရှိရင်လည်းဘယ်လိုလဲအဲအဲ့ဒီပွဲစဉ်မှာသူအန်တိုနီယိုဂရစ်စမန်ရဲ့ quality ကအရန်ကောင်းခဲ့တဲ့ဖြစ်တဲ့အတွက်ဒါကျွန်တော်ဖီယင်နုမှာရှိတဲ့ကစားသမားတွေကရှင်းမကစားနိုင်ဘူးပေါ့လေဒါပေမဲ့လည်းလက်ရှိကျွန်တော်တို့လီဗာပူးမှာကဒါအန်တိုနီယိုဂရစ်စမန်လိုမျိုးအရေးသွေးပြီးတဲ့ကစားသမားတွေအများကြီးရှိနေတာဖြစ်တဲ့အတွက်အဲ့ဒီအတင်းကိုတော့ကောင်းကောင်းရှင်းကစားနိုင်ပြီဖြစ်တယ်အရန်ကြီးစိတ်ပူစရာမလိုတဲ့အတင်းတင်းဖြစ်နေပြီဆိုပြီးတော့ဒါသူကပြောသွားတယ် အဲပြီးလို့ရှိရင်ကျွန်တော်တို့အရန်သိချင်နေတဲ့အရန်စိတ်ဝင်စားနေတဲ့ဒါအလဇနာအီဆာရဲ့ပွဲထွက်ခွင့်နဲ့ပတ်သက်ပြီးတော့လေဒါနီးပြဖြစ်သူအာနန်ဂျီလော့ကပြောသွားတယ်သူကဘာပြောသွားလဲဆိုတော့ဒါလက်ရှိမှာတဲ့အလဇနာအီဆက်ကဒါပွဲကစားဖို့အတွက်ကိုတော့လုံလောက်တဲ့ဒါဖစ်နက်ဖြစ်နေပြီပေါ့လေလုံလောက်တဲ့ဖစ်နက်ရှိနေပြီအဲ့ဒီအတွက်သူကတေချာပေါက်တရားရာခိုင်နှုန်းအဲ့ဒီတီကိုနယ်ပွဲစဉ်မှာသူပါဝင်လာမယ်လို့ပြောသွားတယ် သူပါဝင်လာမယ်လို့ပြောသွားတာကပွဲထွက်ခွင့်လားဒါမှမဟုတ်ရင်ဆက်စီကျုကစားသမားတော့သူတေချာပြောမသွားဘူးလေဒါတေချာတော့ပြောမသွားဘူးပေါ့လေဒါပေမဲ့ဒါဘယ်လိုပြောမလဲသတင်းတော့ကတော့မေးတယ်အင်တာဗျူးမှာမေးတဲ့သူကတော့မေးတယ်ပေါ့လေဒါပွဲထွက်ခွင့်လားဒါမှမဟုတ်လို့ရှင်ဆက်စီကျုလားလို့သူမေးတဲ့ခါမှာအဲ့ဒီနေပွဲစဉ်ကြရင်တော့စောင့်ကြည့်ပေါ့လေမနေ့ပြန်ပွဲစဉ်ကြရင်တော့စောင့်ကြည့်ပါအောင်လို့သူပြောသွားတယ်ဆိုတော့တေချာပေါက်ကသူ့အနေနဲ့ကဒါအလဇနာဘယ်လိုပြောမလဲအလဇနာအီဆက်ကိုသူ့ဘက်ကပွဲပွဲကစားခွင့်နေစပြီးတော့ပေးမယ်ဆိုတဲ့အကြောင်းကိုသူပြောသွားတယ် အဲပြီးလို့ရှိရင်လက်ဇနာအီဆက်ကလက်ရှိဒါမော်ဒန်ဘောလုံးလောကမှာဆွဲဆောင်ရတဲ့တိုက်စင်မှုတူဆိုတာလေသူပြောသွားတယ်ပြလို့ရှိရင်လည်းပေါ့လေဒါအီဆက်ကလက်ရှိအခြေအနေမှာဒါဘယ်လိုပြောမလဲသူ့ရဲ့အီဆက်အတွက်ပထမအဦးဆုံးစိန်ခေါ်မှုတွေကဘာတွေဖြစ်မလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာသူကဘာပြောပြောလဲဆိုတော့ပထမအဦးဆုံးသူ့အတွက်စိန်ခေါ်မှုကဘာလဲဆိုတော့ဒါသူ့အရင်ဆုံးသူ့ရဲ့ကြံ့ခိုင်မှုပြေဝအောင်လုပ်ရမယ်ပေါ့လေပြီးလို့ရှိရင်ဒုတိယအချက်ကသူ့အသင်းအတွက်ကိုအတွင်းကိုရအောင်စူးစမ်းရမယ် နောက်ထပ်တတိယအချက်ကအသင်းနဲ့အံဝင်ကွင်ကြားဖြစ်အောင်ကြိုးစားရမယ်ပေါ့လေဒါနောက်ဆုံးဒါစတော့ဒါအချက်ကတော့သူအဝေးကနေပြီးတော့ဂိုးတွေသွင်းနိုင်တဲ့အခြေအနေအထိရောက်အောင်သူကြိုးစားရမယ်အဲ့ဒီအခြေအနေကိုလည်းသူကြိုးစားရင်တကယ်ဖြစ်လာလိမ့်မယ်လို့ဒါသူကပြောသွားတယ်ဆိုတော့ဒေယာဘောက်ကတော့ကျွန်တော်တို့သိကျင်နေတဲ့လက္ခဏာအီဆက်ကတော့အဲ့ဒီနေပွဲစဉ်မှာကျွန်တော်တို့တေဂျာဘောက်လဘဘူးဂျာစီနဲ့ပထမအဦးဆုံးမြင်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်သွားပြီဆိုတော့ဒါကအီဆက်ကိုအီဆက်နဲ့ပတ်သက်ပြီးတော့သူပြောသွားတယ်ပေါ့လေပြီးလို့ရှိရင်လည်းဒါအီဆက်နဲ့ပတ်သက်ပြီးတော့ ဒါဘာဂေဗန်နိုက်ကဘာတွေပြောသွားလဲဆိုတော့ဘာဂေဗန်နိုက်ပြောတာကတော့ဒါအီဆက်အပေါ်ကိုဘယ်လိုမြင်လဲပေါ့လေအစ်စ်ရောက်လာတဲ့အလက်ဇန္ဒားအီဆက်ရဲ့အပေါ်ကိုဘယ်လိုမြင်လဲဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဒါအစ်စ်ရောက်လာတဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့မင်းတို့ဘယ်လောက်ထောင်အကျိုးရှိမယ်ထင်လဲလို့မေးလိုက်တဲ့အခါမှာဘာဂေဗန်နိုက်ကဘာပြန်ပြောလဲဆိုတော့ဒါအီဆက်ကတကယ်ကောင်းတဲ့ကစားသမားတဦးဖြစ်တယ်ပေါ့လေသူနယူကာဆယ်မှာတွေကဘယ်လောက်ကောင်းတဲ့ကစားသမားလဲဆိုတာကျွန်တော်တို့သိပြီးသွားပြီဒါပေမဲ့ဒါကဘယ်လိုလဲ သူတို့ကိုအများကပြောနေကြတာရှိတယ်ဒါဘယ်လိုလဲဒါဘယ်လိုမလဲစံချိန်တင်ပြောင်းရွှေ့ခြင်းဆိုပြီးတော့အများကပြောနေကြတာရှိတယ်ပေါ့လေဒီစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးတော့သူဘာမှမပြောလို့ဘူးပေါ့လေဘာဖြစ်လို့လဲဆိုတော့ငွေကြေးတွေကဒါသူတို့အနေနဲ့ကထိန်းချုပ်လို့ရတဲ့အရာမဟုတ်ဘူးငွေကြေးတွေဆိုတော့ကသူတို့ဝိုင်းသူတို့အပြင်ကတတ်မှတ်နေတဲ့အရာတစ်ခုသာဖြစ်တယ် ဒါပေမဲ့လက္ခဏာ E set အတင်းကိုရောက်လာတဲ့အခါမှာသူထိန်းချုပ်လို့ရတဲ့အရာကသူ့ရဲ့ play style သူ့ရဲ့ twin goal တွေသူ့ရဲ့ quality တွေနဲ့သူ့ရဲ့ကြက်ခိုင်မှုကိုသူထိန်းချုပ်လို့ရတယ်ကျွန်တော်တို့ ਨੇ ပတ်သက်ပြီးတော့ကကြတော့လေသူကကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကိုရဖို့လေသူထိန်းချုပ်လို့ရတယ်အဲ့ဒီအတွက် E set ကတကယ်ကစားသမားကောင်းတဦးဖြစ်တယ်လို့ပဲနောက်ထပ်ပိုကောင်းတဲ့အခြေအနေတစ်ခုကိုသူပိုင်ဆိုင်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်တယ် ီးလို့ရှိရင်လည်းကျွန်တော်တို့เนี่ยလက်ရှိအချိန်တွေမှာလည်းနှွေးထွေးရဲ့ဆက်ဆံမှုတစ်ခုရှိတယ်ဆိုပြီးသူပြောသွားတယ်။ပြီးလို့ရှိရင်လည်းဒါအလက်ဇန္ဒားအီဆက်ကဘယ်လိုမျိုးလဲတိတ်မကြခင်မှာလည်းအကောင်းဆုံးပုံစံတွေကိုမြင်တွေ့ရမယ်ဆိုပြီးပြောသွားတယ်။ဆိုတော့အီဆက်နဲ့ပတ်သက်ပြီးတော့ကတော့တကယ်ကိုဟိုဘယ်လိုမျိုးလဲအာနက်စလော့ကရောဒီဗာဂေဗန်နိုက်ကရောလုံးဝပလက်ပလက်ပဲပြောသွားတာဗျာ။အပေါင်းလက္ခဏာတွေကြီးပဲတောက်လျှောက်ပြောသွားတာ။အီဆက်ကိုဒါတိတ်မကြခင်မှာဒါအာနက်စလော့ကပြောထားတာဆိုရင်အီဆက်ကိုတိတ်မကြခင်မှာဒါ ဘော်ဒဘူးနေ့ပွဲစဉ်မှာတေချာပေါက်ပွဲကစားခွင့်ရတာကိုတွေ့ရမယ်။ပြီးလို့ရှိရင်လည်းအခုဆိုရင်ဒါတပတ်ကိုတပွဲဆော့နိုင်တဲ့အနေအထားကနေပြီးတော့တိတ်မကြောင်နဲ့တပတ်ကိုသုံးပွဲဆော့နိုင်တဲ့အရင်အနေအထားတစ်ခုရောက်အောင်သူ့ကိုတဖြည်းဖြည်း train သွားမယ်။အဲဒီလိုမျိုးအကောင်းဆုံးကကဘာအကောင်းဆုံးကစားသမားတအူးကိုဒီလိုမျိုးပဲ train ပြီးတော့ပြန်ယူတာကအသင်းအတွက်ကိုပို့ပြီးတော့အကျိုးရှိမယ်အရာတစ်ခုဖြစ်တယ်လို့သူပြောသွားတယ်။ တော့ဒါကတော့ကျွန်တော်တို့တည်တည်ချာချာမြင်ရတော့မယ့်ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့လေတေချာတာတစ်ခုကကျွန်တော်တို့ဒီ Anfield မှာမော်နပြညာညမှာ Eset ကိုဒါပထမအဦးဆုံးကျွန်တော်တို့ Liverpool ချာစီနဲ့တွေ့ရမယ်ဒါကို Liverpool ပြည်သက်တွေအကုန်လုံးလည်းမျောလင်းနေတဲ့အရာဖြစ်မယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့လေပြီးရင်ဒန်ယာပြဿနာတွေနဲ့ပတ်သက်ပြီးတော့သူတို့ပြောသွားရတာတော့အများကြီးတော့မရှိဘူးပေါ့လေဒန်ယာပြဿနာနဲ့ပတ်သက်ပြီးတော့ကာရီဂျုံကတေချာပေါ့အဲ့ဒီပွဲကိုလွှဲမယ်အဲပြီးလို့ရှိရင်ဒါ Frame Bound ကဒါ Frame Bound က Fully Fit ဖြစ်နေတာဖြစ်တဲ့အတွက်တေချာပေါ့အဲ့ဒီပွဲရဲ့ ပွဲမှာပြန်ပြီးတော့ပါဝင်လာမယ်ပြီးလို့ရှင်သူပြောသွားတာတစ်ခုရှိတယ်အားနဲ့ဆိုပြောသွားတာဗာလဲဆိုတော့ဖရင်ပေါင်ကကွင်းလယ်မှာလဲစော့နိုင်တယ်ကစားသမားတူဖြစ်တယ်လို့သူပြောသွားတယ်ဒီလိုမျိုးသူပြောသွားခြင်းအပြင်ဗျာသူမိုဆာလာရဲ့အခန်းကဏ္ဍကိုရှော့ကျင်နေတာလားဆိုပြီးတော့ကျွန်တော်တွေးတော့တွေးမိတယ်ဗျာမိုဆာလာရဲ့အခန်းကဏ္ဍကိုသူရှော့ကျင်နေတာလားဘာလို့ဆိုတော့လက်ရှိအချိန်ဒီမှာဆိုရင်မိုဆာလာကတေးကြတာတစ်ခုကသူအကြပိုင်းရောက်နေပြီဒါဟုတ်ကျွန်တော်လက်ခံရမယ်ဗျာအကြပိုင်းရောက်နေပြီဒီစားသမားကပြီးခဲ့တဲ့ရာသီကအရန်ကောင်းခဲ့တဲ့ကစားသမားမှန်နေဗျာဒါပေမဲ့ဒီရာသီမှာအကြပိုင်းရောက်နေပြီ ်အကြပိုင်းရောက်နေတာဖြစ်တဲ့အတွက်မိုးစားလာကိုဥတီပြီးတော့သူလှုပ်လို့မရသွားလို့မရတော့မနစ်ကရာတီလိုမျိုးမိုးစားလာတူတစ်ဖက်ချမ်းလေးကိုပဲအာကိုပြီးသွားလို့မရတော့ဒါကြောင့်မလို့ဒီရာတီမှာဒါမိုးစားလာရဲ့အခန်းကဏ္ဍကိုရှော့ပြီးတော့ဖရင်ပောင်နဲ့သူသွားမှလာဒါကိုတော့ကျွန်တော်တို့ဒါတေချာလေးတော့စောင့်ကြည့်ရမှာပေါ့လေဘာလို့ဆိုတော့သူပြောသွားတာကဖရင်ပောင်ကကွင်းလင်မှာလဲကစားနိုင်တဲ့ကစားသမားကောင်းတူဖြစ်တယ်ပြီးလို့ရှိရင်လဲဒါကွင်းလင်မှာဆိုရင်လဲဖရင်ပောင်အပြင်ရွေးချယ်ကြကစားသမားကြီးလည်းအများကြီးရှိတယ်အဲ့လိုပြောသွားတယ် တော့ဒါကတော့တကယ်စိတ်ဝင်စားစရာကောင်းတဲ့အရာပေါ့လေတကယ်စပြီးတော့စောင့်ကြည့်ရမယ့်အရာဖင်ပေါင်ကပူဇာလာရဲ့နေရာကိုဒါရဲ့အစားထိုးနိုင်တဲ့သူဖြစ်မှာလားဒါကိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့လေဆိုတော့လက္ခဏာအီဆက်ကတော့တေးကြတဲ့ခုကတော့ဒီပွဲမှာပါဝင်လာမှာဖြစ်တယ်ဆိုတော့ကျွန်တော်ကိုရီကောလက္ခဏာအီဆက်နဲ့ပတ်သက်ပြီးဘယ်လောက်တောင်ရှင်းကုန်နေပြီလေဒါတစ်ချက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်းလမ်းဆက်ခွိုင်းလို့ပြကြအောင်ကျေးဇူးများကြီးတင်ပါတယ်ဗျာ